နာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မင်္ဂလာမဆောင်ခင်လူမြင်ကွင်းမှာမတင်တော်တဲ့လုပ်ရလုပ်ခဲလို့လူပြောများနေတဲ့အစိုးပြသစင်နဲ့ဟင်းဝင်ရမှာပရိသတ်ကြီးဒီနေ့ခင်မှာအမှုပညာရှင်တွေရဲ့အခြေအနေနဲ့အင်တာဗျူးကိစ္စတွေကပရိသတ်တွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်အထူးသဖြင့်မချခင်မှာလက်ထပ်တော်မယ့်အမှုပညာရှင်စုံတွဲတွေရဲ့သတင်းတွေကပိုလို့တော်ရေပန်းစားလေးရှိပါတယ် ီလိုပဲမကြသေးခင်ကမှမင်္ဂလာပွဲကျင်းပတော့မယ်လို့ကြေညာတဲ့အကယ်ဒမီမင်းသမီးဆိုပြတဲ့စင်းနဲ့အမင်းသားဟင်းဝီရန်လူစုံတွေကလည်းပြိသက်တွေအာယုံဆိုင်မှုကိုရရှိနေကြတာဖြစ်ပါတယ်။မကြခင်လက်ထက်တော့မယ့်စုံတွေဖြစ်တာကြောင့်တို့နှစ်ဦးရဲ့တရင်တွေကလူမှုကွန်ရက်ပေါ်မှာတော်တော်လေးကိုပြန့်နှံ့နေခဲ့ပါတယ်။နောက်မယ့်အောက်တိုဘာလမှာဆေးဆက်ပြီးနိုဝင်ဘာမှာတော့ကြီးကျက်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကျင်းပမယ်လို့သိရပါတယ်။ဒါအပြင်တရုတ်ပြည်အထီးသွားရောက်ပြီးတော့ pre-wedding ဓာတ်ပုံလေးရိုက်ကူးမယ်ဆိုတာကလည်းပြိသက်တွေကိုပို့ပြီးတော့အစိမ်းဝင်စားစေပါတယ်။ ဒါပေမဲ့မကြသေးခင်ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့ဆိုပြည့်သစင်နဲ့ဟင်းဝင်ရန်တို့ရဲ့ဓာတ်ပုံပုံကတော့အငင်းပွားစရာဖြစ်ခဲ့ပါတယ်။ဒီဓာတ်ပုံထဲမှာဆိုပြည့်သစင်နဲ့ဟင်းဝင်ရန်တို့ကလူမြင်ကွင်းမှာနှကန်းချင်းအနမ်းချွေနေကြတဲ့ပုံစံမျိုးရှိရာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံနေရတာပါ။လူတော်တော်များများကတော့လမ်းမထက်ခင်အနေထိုင်မစင်ကျင်တဲ့ဟင်းဝင်ရန်နဲ့ဆိုပြည့်သစင်ကိုဝေဖန်ထောက်ပြနေကြတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုပြည့်သစင်ရဲ့အမှုပညာလမ်းကြောင်းတစ်လျှောက်မှာနာမည်ပြန့်မရှိရင်ကျေးသိမ်မှုရဲ့အမှုပညာရှင်အဖြစ်လူသိများခဲ့တာပါ။သူမက ချစ်သူရေးစားထားမျိုးမရှိခဲ့သလိုအမှုပညာအတိုင်းဝိုင်းမှာလည်းအဖိုးဆိုလင်းအောင်ရင်မူရောမတန်းဟုတဲ့မိန်းကလေးတယောက်ပြည်ပရိသတ်တွေကလေးစားခဲ့ကြတာပါဒါကြောင့်မဲ့ခုလိုမင်္ဂလာမဆောင်ခင်မှာလူမြင်ကွင်းမှာဒီလိုပြုမှုမျိုးလုပ်ခဲ့တာကပရိသတ်အချို့ရဲ့အမြင်မှာတော့အံ့ဩစရာဖြစ်နေခဲ့ပါတယ်မြမယဉ်ကျေးမှုရာလက်မထက်ခင်မှာတတိထားဆင်ကျင်နေထိုင်တာကမြမမိန်းကလေးတွေရဲ့ဂုဏ်ပုဒ်တစ်ခုဖြစ်တယ်လို့သတ်မှတ်ကြပါတယ်အခုလိုလူသိများတဲ့အမှုပညာရှင်တွေအနေနဲ့ လူငယ်တွေအတွက်အစံပြပုံကိုယ်တွေဖြစ်တာကြောင့်ဒီလိုလုံးရမျိုးကမြမယဉ်ကျေးမှုနဲ့မတင်တော်သလိုလူငယ်တွေကိုလည်းအထူးယူမားနိုင်စေရလို့ဝေဖန်ထောက်ပြသူတွေကထောက်ပြနေကြပါတယ်။တစ်ဖက်မှာလည်း KC ကျောင်းရအခုလိုမျိုးပွင့်လင်းမြင်သာစွာချစ်ခင်မှုကိုဖော်ပြတာကအပြစ်မဟုတ်ဘူးလို့လည်းဆိုပါတယ်။ချစ်သူဆောင်တဲ့အနေနဲ့သူတို့နှစ်ဦးရဲ့ဘဝကိုအထူးထူးဖြတ်သန်းမှုဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက်ဒီလိုပွင့်လင်းတဲ့အပြုမှုတွေကပြဿနာမဟုတ်ဘူးလို့ဆိုနေကြပါတယ်။တချို့သောသတင်းတွေအရဟဲဝင်ရနဲ့ဆိုပြတဲ့စင်တို့ကအခုမှထားကလည်းထပ်ဖို့စီစဉ်ထားမှမျိုးမဟုတ်ပါဘူး။ သူတို့ကအချစ်ကြိုက်နေကြတာ၆နှစ်ကျော်ပြီလို့သိရတာပါအခုမှသာပြည်သက်တွေကိုပွင့်လင်းစွာချပြတာပါဒါကြောင့်လဲဆိုပြင်းနေဟျွန်းရန်တို့လူမြင်ကွင်းမှာချစ်ချင်းနနနေတာကအစမ်းတော့မဟုတ်ပါဘူးဒါပေမဲ့လဲလူတွေကတော့လူကြားထဲမှာအဝါပြေးနေကြတဲ့ဆိုပြင်းသင်းနေဟျွန်းရန်တို့အပေါ်မှာဝေးပန်နေကြတာပါအထူးသဖြင့်လူငယ်တွေအတူယူမှမှဆိုတာပါဒီတော့ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေအနေနဲ့ရောမကြခင်မှာလက်ထပ်တော်မယ်ဆိုပြင်းသင်းနေဟျွန်းရန်တို့ရဲ့လူမြင်ကွင်းမှာအနှံ့ချခဲ့တဲ့ပေါ်ဘယ်လိုမျိုးထင်မြင်မိပါသလဲရွေးရရင်ချင်းမှုကိုထင်သိမှုလိုအပ်လား ဒါမှမဟုတ်ခင်းနဲ့အညီပွင့်လင်းမြင်သာမှုကပိုအရေးကြီးပါသလားဆိုတာလေးကိုမိမိရဲ့အမြင်လေးကိုပြောသွားပေးပါအောင်နော်ဆရာပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရရှင်အခုတင်ဆက်ပေးချင်တာကသူ့ပုံကိုတမင်ရုပ်ဆိုးအောင်လုပ်တဲ့ popular channel ကိုသူ့ရှေ့ကိုဖျက်ရှောင်မမိစေနဲ့ဆိုရဲဖို့ဖွေးပါမိသားသမားတွေကောင်းတဲ့ဘက်ကိုဦးမော်လာချိန်မှာတော့ popular channel ကအောက်ကနေတက်မလာသေးတာမို့ဖွေးဖွေးတယောက်ပေါက်ကွဲနေပါပြီ။ သူ့ရဲ့ရုပ်ရည်ကအရင်တိုင်းပြန်ချောမောနေအောင်ကိုပေါ်ပြလာကြတဲ့ကတတ်တတ်ရုပ်စုအောင် တင်ခဲ့ရမှု page admin သမားကလိုက်ပြီးစုံစမ်းနေရဖြစ်ပါတယ်။မီဒီယာတွေပြန်လှပအစ်င့်တန်းမြင့်ချင်းညနေချိန်မှာချီးကျူးပါတယ် but popular ကတော့ပုံစုပ်တွေတမရုပ်စုအောင်တင်ထားတာတော့ always band မှာ popular ဖွေးရှိကဖျက်မရှောင်ပြီးစင်းနဲ့ရုပ်စိုးစီလုပ်ပြီးတင်တဲ့ popular page က admin ဘက်သူလဲဖွေးကတော့တကယ်ကိုပောက်ကွဲနေရပါတော့ပရိသတ်ကြီးတွေမျှဝေပြလိုက်ပါတယ်။အခုတင်ဆက်ပေးချင်တာကတော့ ပြောက်ဆုံးခြင်းရဲ့နောက်ွယ် series review လေးကိုပြောပြချင်ပါတယ်။ဒီဇလန်တွဲလေးကိုကြည့်ပစ်ခဲ့တာကစက်သိန်းခန်းနီးမှကြည့်ပစ်တာပါ။မကြည့်တော့ဘူးလို့နေခဲ့ပေမဲ့ team နဲ့ကတယောက်ရဲ့အကြံပြုချက်ကြောင့်ကြည့်ပစ်ခဲ့ပြီးတရထဲနဲ့လွှင့်ခဲ့တဲ့အပိုင်းအားလုံးကိုဆက်ကြည့်ပစ်တဲ့အထိဖြစ်သွားပါတယ်။ဒါရိုက်တာအောင်ချန်းတို့ကတော့မြင်နေကြမွေးပြပစုခေါ်ယူကျိုးဇလန်တွေတဲ့ကနေ podcast နဲ့ဒါရိုက်တာတူဖြစ်တာနဲ့အမီပရိသတ်ကိုမြန်မာဇလန်တွဲတွေထဲမှာမြင်တွေ့နေကြမဟုတ်တဲ့အရာသာတစ်ခုကိုပေးဆွမ်းလိုက်နိုင်ပါတယ်။ ဇလန်းကအပိုင်အဖြစ်၁၀ပိုင်းပါဝင်လာကြောင်းမီနီစီးရီအဖြစ်သတ်မှတ်လို့ရပါတယ်။တပိုင်းနဲ့တပိုင်းအချိတ်ဆမီမီနဲ့ပရိသတ်ကိုဆွဲခေါ်သွားနိုင်တယ်လို့စိတ်ဝင်စားဖို့ကောင်းအောင်လဲတင်ဆက်သွားနိုင်တာချီးကျူးစရာပါ။ဇလန်းတိစောက်ထားတဲ့ဒေတာနဲ့နောက်ခံရှုခင်းတွေအလှကိုကြည့်ရတာတော်တော်ကိုတန်စီရဲ့ဇလန်းတွဲတစ်ခုလို့မြင်မိပါတယ်။ရိုက်ချက်တွေနဲ့အလင်းရောင်တွေကအတော်လေးကောင်းမွန်တာတွေ့ရပါတယ်။သေုပ်ဆောင်တွေလည်းသူနေရာနဲ့သူအဝံကွင်ချဖြစ်တာကြောင့်ဇလန်းကပိုပြီးကြည့်လို့ကောင်းပါတယ်။ မြင်တွေ့နေကြကတ်စတွေကြီးတုံးထားအမျိုးမဟုတ်ပဲအစ်စ်အဟောင်းမျှတစွာတုံးထားပြီးသူ့နေရာနဲ့သူ့နေရာချထားပေးမှုမှန်ကန်တာကိုတွေ့ရပါတယ်။အထူးပြောရရင်တော့ထွန်းထွန်းကဇက်ကောင်နဲ့အဝင်ခွင်ကျဖြစ်လွန်းနေတာတွေ့ရပြီးနောက်ဆုံးနန်းခင်နဲ့အင်တာဗျူးလုံးမှာမျက်နှာကမပြုံးမရတောင့်တောင့်ကြီးဖြစ်နေတော့မြမလေးမြမရေပြလိုက်တဲ့သူ့ရဲ့ပုံစံကတော်တော်လေးကိုကောင်းမွန်နေတယ်။တေယုတ်ဆောင်ချက်ပါ။ချူလေးကိုလည်းမြင်နေကြမဟုတ်တဲ့ဇက်ကောင်တစ်ခုနဲ့တွေ့ရတာလိုက်ဖက်ပါတယ်။ ထိမ့်တန့်စီနဲ့စနိုးကြည့်ဘူးဆူရှအထူတို့ကတော့တက်သက်စရဖြစ်ပေမဲ့တော်တော်လေးစက်ကောင်ပြင်းအောင်လုံနိုင်တယ်လို့အစိုးရနဲ့ချီးကျူးပါတယ်။ရဲထွန်မင်းကောင်ကတော့တယောက်ဆောင်လို့တက်ကြပြီဆိုပေမဲ့ဒီဇလန်းတို့မှာတော်တော်လေးတတိထားမိသွားပါပြီ။စက်ကောင်စရကိုစက်ကောင်စရကိုကွက်တိချောင်းတယောက်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ဇလန်းမင်းကိုပြောရရင်ရိုက်လိရိုက်ထတိတ်မရှိတဲ့ crime series ကိုဒီလောက်အနေအထားတင်ဆက်သွားနိုင်တာအနေနဲ့ချီးကျူးစရာဖြစ်နေပါပြီ။တက်ကံဘသူလဲပြိတ္တကိုစဉ်းစားစေသလို့ တရားခံကလူတွေအများကြီးထင်အောင်လို့တို့လို့တို့လို့ဖြစ်အောင်ဖြန့်ပြီးခွဲထုတ်နိုင်တာအရန်ချင်းကျူးစရာကောင်းပါတယ်တကယ်ကိုတကယ်ကိုပဲတရားခံကိုပြိသက်မမိထားအောင်အာယုံလွှဲထားနိုင်ခဲ့ပါတယ်ဒါပေမဲ့နိုင်ငံခြားစကားတွေအကြည့်များပြီးတော့ခရမီရုပ်ရှင်တွေအကြည့်များတဲ့ပြိသက်တွေကတော့တရားခံဘယ်သူလဲဆိုတာသိတာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ရှေ့မှာတောက်လျှောက်ပေးလာခဲ့တဲ့ hints တွေကအရန်သိတာနေလို့ပါဇလန်းကိုကြည့်တော့ထွန်းထွန်းအင်ကိုသူတငယ်ချင်းလာပြီးညီမဖြစ်သူကိုကြည့်ပြီး စနောက်နေကလေးကစပြီးရိမ်းမိလိုက်တယ်လို့ထေချာပေါက်သူသူပါလို့ထင်သွားတာကတော့အတွင်းကံမှာတတွန်ကိုစိန်နှခွားနဲ့တဲ့ခလားထင်ခဲ့ပြီးမြဲဆက်အဆမာတဲ့ကမိလေးကအာဓမကျင့်ခံရမလို့ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်စိတ်နှခွားဖြစ်နေအောင်ညီမဖြစ်သူကိုဒီလိုလုပ်တဲ့အစရုပ်တွေမလုံနိုင်တာကြောင့်ထွန်းထွန်းမဟုတ်မှန်အဆကလေးကရိမ်းမိခဲ့ပါတယ်။နောက်ထပ်ပို့သေးကြတဲ့အချက်ကမိလေးဝိညာဉ်လာပြတဲ့အချိန်ကြောက်နေတဲ့သူ့ရဲ့ပုံစံကသူများတွေထပ်ပို့ပါတယ်။နောက်ပြီးနေပြောင်းမှုလုပ်တာအမွေရန်ထွန်းနာတွေတွေ့ကြတဲ့ကသူမှသူညင်လို့မရတော့ပါဘူး။ တခြားသူတွေလို့ထင်အောင်လှည့်ထုတ်နေပေမဲ့သူ့ကိုပေးတဲ့ hints တွေကတေချာပေါက်လို့ညွန့်ပြနေရမျိုးတွေဖြစ်နေတဲ့အချက်ကတော့သဘောမကျပါဘူး hints ပေးတာကနည်းနည်းများသွားတယ်လို့ခန့်စားရပါတယ်နောက်ပြီးဇသင်းခါနီတရခန့်မိချိန်မိလေးဝိညာဉ်ကလိုကြားတဲ့ပေါ်လာချိန်မှာမိလေးကချက်စရာကလေးလို့ပြောရပြတာကကြည့်တဲ့သူကိုဝမ်းနေခြင်းရသစီကိုရောက်တဲ့လောက်မရောက်တော့ပါဘူးတာမန်လေးပဲမျက်ရည်လေးနဲ့ပြုံးပြတယ်ဆိုရင်ပို့ပြီးရင်လည်းထိတွေ့စေမလားလို့တွေးမိပါတယ်ကို့အမြင်မှာ တတိထားမိဆုံးချက်ကတရားခံကမီလီရဲ့ဆွဲကြိုးကိုဖြုတ်ယူဖို့တတိယပြီးတခြားသူကိုကြောက်ချတဲ့အထိပါးနှက်ခဲ့ပြီးမှသူ့အိမ်မှာတတ်တည်တဲ့ပုံကြီးခြံထားခဲ့တာကြီးကတဘာဝမကြတယ်လို့ခန်းစားရပါတယ်။မီးမလောင်လဲကြံခဲ့တယ်ဆိုရင်ပဲဆိုရအောင်လဲဒီလောက်အရေးကြီးတာကိုပို့စမယ်မထင်မိပါဘူး။နောက်ပြီးခိုးရိုက်ထားတဲ့ဓာတ်ပုံကို print ထုတ်ထားတာလဲတရားခံသူမှန်းသိအောင်ဇွတ်လုပ်ယူထားတယ်လို့ဖြစ်စေပါတယ်။လိုအပ်တဲ့ထင်တဲ့အချက်ကလေးတွေမြင်မိတာကိုအပြုသဘောနဲ့နောက်ဆိုတတိထားနိုင်စေဖို့ပြောပြခြင်းပဲဖြစ်ပါတယ်။ overall ခြုံကြည့်ရန်ကြည့်လို့ကောင်းတဲ့ဇာလန်းတွဲလေးတစ်ခုဖြစ်ပြီးပြစ်ချက်လည်းနေပါတယ်ဒီဇာလန်းတွဲလေးကြည့်ပြီးခန်းစားမိတာကတော့အတွနိုင်ငံမှာလည်းဒီလိုမျိုး Crime Set က series တွေကိုရိုက်ပြနိုင်ပါလားစိတ်နဲ့တက်တဲ့ပရိသတ်တွေလည်းရှိကြပါလားဆိုရယ်ပီတိစိတ်ဝင်မိပါတယ်ဒီလိုမျိုးမြင်းနေချားနဲ့ခွဲထွက်တဲ့ဇာလန်းတွေလည်းများစွာပေါ်ထွက်လာစေဖို့မျှော်လင့်ရင်ပျောက်ဆုံးခြင်းရဲ့နောက်ကွယ်ဇာလန်းတွဲ team တက်ခုလုံးအောင်မြင်ပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော် အခုလူပြည်နာတဲ့နေ့ကိုအချိန်ရတဲ့ဒီကြီးရှုနားဆင်နေဖို့ကျွန်တော်တို့ရဲ့ Sally Mama YouTube Channel ကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်